ရှင်းပလိုက်တာဗျာရှင်းပြရင်ငါចောင်းသားမှမရှိဘူးចောင်းသားမရှိဆင်းသွေးကြွားနေရှိလို့ရှင်းတာအဲ့တော့ဆင်းသွေးကြွားမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲယူဝင်ချောက်ရမှာကျဲမယ်ဗျာဒေါတာတက်ခိုင်ဆိုတဲ့အမျိုးသမီးဟာအချိန်လုံးမှာ NLD NLD ပါဆိုပြီးတော့ဟုတ်လားလောက်ခဲ့ပြီးတော့မှာနော်တို့သူ့ရဲ့အကျိုးစီးပွားအတွက် NLD ကဘာမှအလုပ်မဖြစ်ဘူးဘာမှလိုက်ဘူးဆိုတာကိုသိတဲ့အခါကျတော့နော်ဘောပြန်မှသွားတဲ့မိမကြီး ဟယ်လိုချားရမီဝါပီတူညီကိုမွန်တော်မများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ12ရက်နေ့တနင်္လာနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးချတည်တဲ့တလန်တရင်ထူးများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့အဆုံးချစ်စုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်တူလေးတွေချစ်လိုက်ရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့ စကိုင်းတိုင်းဒီပင်းမြို့နယ်အိုထင်းကွင်းကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေနဲ့ဘုံကျဲချခဲ့လို့ဆရာဆရာမနှုတ်ဝပါဝင်ကျောင်းသားကျောင်းသူ50ဝန်းကျင်ထိခိုက်ဒေဆုံးသွားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စာတင်ကျောင်းပေါ်တက်တက်ကျဲသွားတာဆရာမနှုတ်ကတော့ပွဲချင်းပြီးပဲကျောင်းသားကျောင်းသူ50လောက်ထိခိုက်ဒေဆုံးမှုရှိနေတဲ့အလောင်းရှာမြတဲ့ကလေးတွေလည်းရှိတယ်။ကလေးတွေကမျိုးလုံးကျွတ်ထွက်သူထွက်တချို့ကခေါင်းကိုထိခိုက်တဲ့အခုကားတွေနဲ့တဲထုံနေတဲ့အခြေအနေကဆိုးပါတယ်ဆိုပြီးတော့မှ ဒီပဲမျိုးနယ်ကကဲဆယ်ကုညေလုံငန်းဆောင်ရွက်သူတို့ကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။လက်တော်အလောင်းရရှိမှုအနေနဲ့ကျောင်းသားကျောင်းသူအပါအဝင်ကလေးငယ်၁၃ဦးနဲ့ဆီယမနှဦးတို့ရဲ့အလောင်းတွေရရှိထားပြီးတော့ဒဏ်ရာရရှိတဲ့ကလေးငယ်တွေအရဆိုမြတ်ပြတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။တကယ့်ဘောနော်ရုပ်မအောင်တန်းကြတဲ့ဒီစစ်ခွေးတဲ့တိုက်ဖြစ်ပြီးတော့ကျွန်တော်ကျောင်းသားကျောင်းသူတွေနဲ့ကလေးငယ်များစုရှိနေတဲ့ဒီစာသင်ကျောင်းမှာသူတို့အနေနဲ့ပြစ်မှတ်ထားပြီးတော့ဘုံချဲတိုက်ခိုက်သွားတာပဲဖြစ်ပါတယ်။ဒါဘောမတွေရနေပြီးတော့မှ တို့တော်လိုင်းတဖို့တွေပဲရှိတယ်ပေါ့နော်ဒီစာသင်ကျောင်းတွေနေအဆောက်တွေပဲတို့ကနေမှကျဲချတယ်ဆိုပြမဝါရဖန်ပြောဆိုနေပေမဲ့တဖက်မှာတော့စစ်ကောင်စီအနေနဲ့ကျွန်တော်တို့ပြည်သူတွေမြင်တာနဲ့ကိုတပြက်ချင်းတဲ့စိတ်ကတော့အခုဆိုတဖောဖားထားနေတယ်ဆိုတော့လည်းကျွန်တော်တို့ဒီမှာတည်တည်နဲ့သူကတွေးရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့တော်လိုင်းတရရနဲ့ပြမတိုက်ခိုက်တင်ပိုက်ထားတဲ့ပုဂုတန်းရွှေချင်းမြို့နယ်ခမရ998တရင်ဌာနချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီဆိုပြမစစ်ကောင်စီကပုံဟောင်းတွေနဲ့လင်းလေဝါရဖြန့်နေတယ်လို့ကျွန်တော်တို့သိရတာဖြစ်ပါတယ် ကန်နယ်လီပီရက်ပွန်တရရန်ဘီရမတင်းစေထားတဲ့ခမရ9ကိုရှိတဲ့ရင်ထားတာချို့ကွန်စိတ်တက်စကန်နဲ့ကွန်စိတ်ယက်စကန်ကိုစစ်ကောင်စီပြန်လည်ထိန်းချုပ်နိုင်ရတဲ့လေကြောင်းလဲနဲ့ကြီး drone နဲ့မြေပြင်စစ်ကြောင်းထိုးလည်ရှိတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်အခုချိန်မှာဆိုတော့ကွန်စိတ်ကြိုက်လေးတော့ ညောင်ချတော့ရှမ်းစုကျေးရွာနဲ့ပုံကျင်နေမြေဒေသတွေကိုကန်နယ်လီ PDF ဖူပေါင်းဖွဲ့ကနေမြေရှင်းလင်းရေးလုပ်ငန်းတွေနဲ့လုံခြုံလုပ်ငန်းတွေဖူပေါင်းဆက်လက်ရှိပြီးတော့စစ်သက်စစ်ကြောင်းနဲ့နေစဉ်ထိတွေ့တဲ့ပွဲတွေပြင်းထန်နေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပေါ့နော်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းစစ်ကောင်စီနေနဲ့ကသူတို့ဆစ်ရှုံးပြီးတော့တပ်စခန်းတွေတခုပြီးတခုလွတ်လွတ်ရတာတောင်မှပုံအောင်တွေတုံးပြီးတော့ပြန်လဲထိန်းချုပ်နိုင်ပါပြီဆိုပြီးတော့တမိတာဆွန်နေနဲ့ပုံမတွေကြားတဲ့ကိုပြန်ပြီးတော့ဝါရဖျက်လင်းလဲပြောဆိုနေတာပဲဖြစ်ပါတယ်။တကယ်တမ်းကျတော့သူတို့အနေနဲ့လုံးဝရှစ်သိက္ခာမရှိဘဲနဲ့ပေါ့နော်။ သူတို့လွတ်လွတ်ထားတဲ့နေရာတွေတောင်မှအခုဆိုပြေးရနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေအထိပြောင်းလဲပြောင်းဆောက်လုပ်သွားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့ဒီကျွန်တော်တို့ဒီပဲမျိုးနဲ့မှာစစ်ကောင်စီကစာတင်ချောင်းပုံပုံကျဲသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချေးလဲရအောင်နော်။စာတင်ချောင်းကလေးလေးတွေစာတင်နေတဲ့စာတင်ချောင်းကိုဘုံကျဲချပစ်လိုက်တာဟမ်ကဲကဲပြောကြလားလက်ရှိစစ်တပ်ထောက်ခံတဲ့ကောင်တွေအကြမ်းဖက်အကြမ်းဖက်တိုင်းပြည်ပေါ်မှာပြောနေတာလက်ရှိ PDF တွေတိုင်းနာ EAOS တွေရဲ့နော် ဘုံတွေတနတ်တွေဒီပောက်ကွဲစီတတ်တဲ့အရာတွေကြောင့်အခုလိုမျိုးအတက်မပြေသေးတဲ့ကလေးတန်ငယ်တွေအုပ်စုလိုက်ပေးတာရှိဘူးလားဟမ်မင်းတို့စစ်တပ်ကိုတည်င်းပေးတဲ့ကောင်ကိုတွားတက်လို့ရှိရင်မင်းတို့ကပါတယ်ဘာအပြစ်မရှိတဲ့ပြည်သူကိုတတ်တဲ့အကြမ်းဖက်ဟမ်ဒီလိုမျိုးတလန်ကိုတွားရှင်းတာနဲ့အခုစတင်ကြောင်းကိုဘုံအစုလိုက်ပြုံးလိုက်ကြဲချက်ချက်ပစည်းပစ်ရှင်လုံးကလည်းကလေးငယ်40ကျော်တေးခဲ့သူပါပြီနော်အဲ့မှာကလေးငယ်40ကျော်တေးတယ်ပြည်သူ160လောက်ပစည်းမှအစုလိုက်ပြုံးလိုက်တတ်ခတ်ပြီးပြောပါပြီအခုတစ်ခါလဲစတင်ကြောင်းမှထပ်ပြီးတော့ကြဲချက်လို့အခုဒီမှာကြည့်လိုက် နော်ဘလောက်တေရုပ်တေမှတ်တီတို့အကုန်လုံးကလေးတွေတွေးတန်တေးရဲနဲ့နော်အဲ့ဒီကလေးတွေကမင်းတို့စစ်ဖို့ချုပ်တွေတာသမီတွေနီးတွေဖြစ်နေမယ်နော်မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေကတာသမီတွေနီးတွေဖြစ်နေမယ်ဆိုရင်မင်းတို့တွေခံစားနိုင်မှာလားအင်းအဲ့တော့တိုင်းပြည်မှာတကယ်အကြမ်းဖက်နေတာဘယ်သူလဲနောက်ဆုံးဒီစံတင်ချောင်းမှာ PDF တွေရှိတယ်လို့ဆွဆွချက်ရှိနေအောင်ဒါမှကလေးတွေရှိတာတိတယ်လေပြည်သူတွေဂျားတဲ့ရောက်နေလို့ရှိရင်သူများနိုင်ငံမှာနော်အကြမ်းဖက်သမားတွေဒဇာကန်တယောက်ကိုလှုပ်ထားရအောင်မှာအဲ့ဒီပြည်သူရဲ့အတက်ကိုရောက်ခဲ့တယ်အခုဒီတိုင်းပြည်မှာမင်းတို့အာဏာတိုင်းတာကိုလက်မခံတာ เนาะအခုရွေးကောက်ပွဲနီးတယ်ဆိုတော့စောက်ချက်မရှိတဲ့ရုပ်တွေထွက်လာတယ်တတ်တခိုင်းတို့ဗါတယ်ဒီမိုကရက်တစ်ပါတီရဲ့ဒုဥက္ကဋ္ဌတွေအဖိုးကြီးကဟိုအတက်ကတော့ကြီးနေပြီဟမ်ငြိမ်းချမ်းရေးကိုတကယ်ယူမဲ့အချိန်တန်ပြီးတို့ကဲသွားပြောအမမင်းတို့အမေလေးစစ်တပ်ကိုသွားပြောဟမ်အခုမှထွက်လာတယ်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲလှုပ်မဲ့တဲ့ကြားကြောင်ထိုင်းကုန်းတတိယရဖို့အတွက်ဘယ်ချောင်မှဘလို့ထွက်လာတယ်ဘာပါတီနှမ်းတယ်မင်းတို့တွေဖာပါတီပဲအကုန်လုံးပြီးလာဟမ်တိုင်းပြည်ကလောက်ထိပြည်သူကိုရဲဆက်ဆက်လုပ်နေတဲ့အချိန်မှာမင်းတို့တွေပါတီတွေကတကယ်ပြည်သူဘက်ကရက်တယ်ဒါမျိုးတွေကိုမင်းတို့စပေါက်တွေပြိတ်နေတယ်ဟမ်ပဇီးပြည်စင်လိုဟာမျိုးနော်ဘလောက်ပဲ PDF ရှိရှိ ပြည်သူရှိတာတည့်ရတဲ့အတားနဲ့ဘာကိစ္စနဲ့မှအကျန်းဖက်ပြီးဘုံကျဲချစရာအကြောင်းမရှိဘူးเนาะပြည်သူတွေရှိတာကိုတည့်ရတဲ့အတားနဲ့အကျန်းဖက်ပြီးဘုံကျဲချတာဒီဒါဟာဒီနိုင်ငံဒီပြည်သူတို့ကအကျန်းဖက်ပဲမင်းတို့ကမင်းတို့တက်မတော်မကလို့ဘာပဲဖြစ်နေစေရှင်းရှင်းလေးပဲเนาะအဲ့တော့နောက်တစ်ခုရှိတာကပါတီတွေအနေနဲ့တည်ထားမှာ88မှာနေဝင်ကစစ်တပ်ကိုအာဏာပိတ်ခိုင်းတာเนาะအခု2021မှာမင်းအောင်လှိုင်ကအာဏာရှိတဲ့အစိုးရကိုအစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးပြီးတော့အာဏာသိမ်းတာနိုင်ငံတော်ပုံကန်တာဘယ်သူလဲအဲ့တော့မင်းအောင်နိုင်ဒီနိုင်ငံတော်ပုံကန်ထားတဲ့တကယ့်ရာဇဝတ်မှုခေါင်းဆောင်တော့ မိတို့တွေလိုရာဆွဲပြီးတော့ကိုပါတီနေရာရရေးအတွက်အဲ့ဒီနိုင်ငံတော်ပုံကန်ထားတဲ့ကောင်ရဲ့နော်အောက်ကိုဝင်ပြီးတော့လုပ်မယ်ဆိုရင်တော့မင်းတို့ဘဝမင်းတို့တမိုင်ပေးဖို့ပဲရှိတော့တယ်အဲ့တော့လက်ရှိကျွန်တော်တို့တိုင်းပြည်ဟာဘယ်လောက်ထိစည်းရအောင်မလဲတော့မတိတော့ဘူးနော်နိုင်ငံတကာအနေနဲ့ပစိဟိပြည်စင်မျိုးဖြစ်ခဲ့ပြီပါဘီနောက်ထပ်ဖြစ်စဉ်တွေအများကြီးရှိခဲ့ပြီနော်အခုတခါဒီဒီဘဲရင်မှာထပ်ကျဲချချက်ပြန်နေအဲ့တော့ဒီဘဲရင်ဆိုတာကလည်းတကယ်ပဲဟိုဝိကျွေးပါလာတဲ့ဒေတာလားမသိဘူးနော်တော်လှန်ရေးနဲ့ပတ်သက်လို့တော်တော်ပေးဆက်ကလည်းဒေတာဒီဘဲရင်ဒေတာနော်အခုလဲမှကြီးစတင်ချောင်းပေါ့နော်ကဲအခု မင်းအောင်နိုင်အနေနဲ့ခင်းသိတဲ့မောင်ကငွေထားတဲ့တာသမီတို့သူများအဲ့လိုမျိုးခေါင်းထုရိုက်ဝိုင်းခံနိုင်မလားစုံဝင်ကြီးတွေဟမ်ဇော်မဲလုံးကတာသမီမိရှိလားမသိဘူးကိုချင်းစာတရားချစ်ကြည့်အဲ့တော့နိုင်ငံတကာရာဇဝတ်မှုဟိုအနေနဲ့ပြောမယ်ဆိုရင်တော့ပြောစရာစကားမရှိတော့ဘူးဘာလို့ဆိုတော့လက်ရှိစစ်ကောင်စီရဲ့အကြမ်းဖက်ထားတဲ့ရာဇဝတ်မှုပေါင်းမှာထပ်နေပြီဟိုကိုစီပြောထားတဲ့အတိုင်းပဲပေါ့နော်စစ်ကောင်စီရဲ့လွှဲရတွေကတော့တကယ်တော့တဖက်ကန်းရောက်နေတာပြမ ကျွန်တော်ကလည်းပြတော့မှလုံးဝကိုပြောစရာစကားလုံးမရှိတော့အလောက်အောင်ခုဆိုရေးဆက်ဆက်နဲ့ကျွန်တော်ပြတူတွေကိုပဲတက်ဖြတ်ပြနေတာဖြစ်တယ်။ကျွန်တော်တို့ចောင်းသူចောင်းသားတွေနဲ့ကလင်းငယ်တွေများဆိုရှိနေတဲ့စာတင်ចောင်းမှာရွေးချယ်ပြတော့မှဒီလိုမျိုးပေါ့နော်။ရေးဆက်ဆက်ဘုံချဲတက်ခဲ့တော့တော့ကျွန်တော်ជីချမ်းဖြစ်ဒါရက်စကောင်စီနေနဲ့သူတို့နေကတော့ကျွန်တော်တို့တော်လိုက်တက်ဖို့မနေတော့မှကပြတူတွေရှိတယ်ဆိုရင်တော့မှလုံးဝကိုဂယူမဆိုင်တော့ပဲနဲ့လုတ်ချင်တယ်လို့လုံသွားနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းဒီကနေ့ပြတော့မှကျွန်တော်သိရှိနိုင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဘုံမရက်ကွက်ကနေပြတော့မှသူတို့နေနဲ့ဒီစတန်ဒတ်အမေဂျီကနေပြတော့မှ ကျွန်တော်တော်လိုက်တဖို့ဝင်ရှိတဲ့နေရာတွေကိုပဲတိုက်ခိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေပြောဆိုနေပေမဲ့တစ်ဖက်မှာကျွန်တော်တို့ခုလိုမျိုးကလေးငယ်တွေအပြစ်မဲ့ပြီးသူပြထားတွေရှိတဲ့နေရာတွေပဲစစ်ကောင်စီအနေနဲ့ကတော့မဲမဲမြာဆိုပြီးတော့ဘုံချက်တိုက်ခိုက်မှုတွေဆက်လက်ပြီးတော့မှလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်းစစ်ကောင်စီရဲ့လွှဲတွေနဲ့ပတ်သက်ပြီးတော့မှတရှိလာကြတာမလို့အမြန်ဆုံးအရေးယူနိုင်ဖို့ပေါ့နော်ကျွန်တော်တို့အားလုံးနေရာနဲ့တောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမရက်ကွက်က တဇင်းဦးကျော်စိုးနဲ့ဇော်ဘွင်းရနေပြီးတော့မှဒီပေအရင်ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘလိုမျိုးအချောင်ပြောဆိုထားအောင်မလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီပဲရင်မှာចောင်းသားចောင်းသူတွေစာတင်နေတာကိုတက်မတော်ကနေပြီးတော့ဘုံချက်ရှင်းလင်းနေဆိုပြီးတော့မဟုတ်မမှန်ဝါရဖြန့်ချီတာလေအဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့တက်ပေါ်နေမတွေ့ဘူးလားမတွေ့ဘူးနော်ပြန်ပြီးတော့ပြောချင်တာဒီချိန်မှာအဖြူစိမ့်ဝင်ပြီးចောင်းသားចောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဒီချိန်ကចောင်းပိတ်တဲ့ຢာဒီပြီးတော့ဒီပဲရင်မှာပညာသင်ကြားနေရပြောရမှာလေဒီပဲရင်ကဒါဆောင်ဝင်ပြန်ဖြေရတဲ့ grade 3ចောင်းသူចောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူး ဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တတလုံးချဖန်တီးထားရဲဆိုတဲ့အကြောင်းကိုကျွန်မအနေနဲ့ကျွန်တော်တို့ပြောချင်ပါတယ်ကိုစောဝင်းဘာပြောမလဲအဲဒါကတော့တို့ဟာဘောနော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်ကဟိုဘောနော်လုံရက်တွေအပေါ်မှာတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူကြီးဘောနော်တို့ကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူကြီးကဒီလူစားတင်ကြောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လုံချန်ဖန်တီးပြီးတော့မှအောက်တန်းဆန်ဆိုတာပြောဆိုနေတာပဲဖြစ်နေညီမလေးနော်အဲဥစားကတရင်မှဖြစ်တယ်နော်ဒီဘင်းကြီးကလုံးဝလည်းပညာလည်းမတော်ကြောင်းလည်းမဖွင့်ဘူးပညာတင်ကြတဲ့ဟိုကလည်းမဟုတ်ဘူးညီမလေးပြောဆိုပဲ creative တွေဖြစ်ရတဲ့ ိုတာအကြောင်းလည်းမဟုတ်ဘူးပေါ့နော်ပြောဆိုပြောပြပေးပြောပါကျွန်တော်တို့အဲ့ဒီဒီဘက်ရဲ့ခြေနဲ့တည်ရရင်ဒီဘက်မှာကကျွန်တော်တို့ပညာရေးရန်တွေရက်နေတယ်ပညာရေးရန်တွေရက်နေတယ်နောက်တစ်ခါကျွန်တော်တို့ဒီအခြားသောဒီဝန်ဆောင်မှုရန်တွေအားလုံးရက်နေတယ်လက်ရှိတောက်တော်ဝန်ထမ်းစာဝတ်ပြပြရမယ့်နေရာမှာလည်းဒီဘက်မျိုးမပါဘူးအဲ့ဒီဒီဘက်မျိုးကအဲ့ဒီကျောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံကြီးထုတ်တယ်အဲ့ဒီပြောမှရှိတဲ့လုံလုံတက်ဖို့လို့တိုက်ဖို့လို့အဲ့မှာခြေကုပ်ယူနေတာအဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြမယ်ငါကျောင်းသားမှမရှိဘူးကျောင်းသားမရှိဘူးစစ်သွေးကြွားတွေရှိလို့ရှင်းတာ ဲ့တော့စေသေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချုံးရမှာကျဲမယ်ဗျာအကြမ်းမလားကျဲတယ်နော်အားလုံးကျဲတာဒါတိုင်းပြည်ကောက်ခွဲတာပဲနိုင်ငံတော်တို့ကလုံးတိလုံးတိုင်းလုံးလာဆက်လုံးပါပဲဟုတ်ကဲ့ပါဘူးဆိုတော့အဲ့မှာတို့ပုံတွေထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရေးပြီးသွေးဆွနေတဲ့ဓာတ်ပုံတွေရေးဆိုတာလောက်ကြံခလေးလိုက်တာအရောက်တည်တာပါတယ်ဆိုတော့အကိုရင်းကြီးကဘလို့လို့ပဲ အဲအဲ့ဒီစာတင်ကြောင်းမှာသူတို့ကိုယ်တိုင်သူတို့ရဲ့ TikTok account နေရာနေပြီးတော့တင်ထားတယ်အဲဒီကြောင်းနေဒီစာတင်ကြောင်းနေထဲမှာ drone တွေဘုံတွေပြုလုပ်နေရပြီးတော့ file တွေသူတို့ကိုယ်တိုင်တင်ထားတယ်အဲ့ဒီ file ကိုလည်းကျွန်မဒီ video ရဲ့အဆုံးမှာထည့်ပေးထားပါမယ်ဆိုတော့အဲ့လိုမျိုးအကြမ်းဖက်သမားတွေဆူဝေးပြီးတော့ဒီတက်လက်နဲ့တွေထုတ်လုပ်နေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့တက်မလို့အကြမ်းဖက်အနေနဲ့ရှင်းလိုက်တာဖြစ်ကြောင်းကိုကျွန်တော်တို့အနေနဲ့အဲဒါသတင်းပန်နေ video တွေသိရှိအောင်လို့ပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်ကဲဒီမှာဒီတဆင်ဦးတို့ရက်ကွက်ကနေပြီးတော့မပြောဆိုချင်တာကတော့ကျွန်တော်တို့ဒီကလေးငယ်တွေရပါတော့ ဇလိုင်းရိုက်နေတယ်ထင်လာလားမသိဘူးဒီလိုမျိုးသူတို့အနေနဲ့ကတည်းကပြည်မချမ်းရဲ့ဘာနေနဲ့အခုဆိုရင်တော်လိုက်တဖို့နေရတယ်ပြည်မပဲတက်ဖြတ်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုထားတာဖြစ်ပြည်မစစ်ကောင်စီအနေနဲ့ကတော့အဲ့လိုမျိုးလှုပ်ရှားချောင်းမရှိဘူးဆိုပြည်မကျွန်တော်ကိုမျက်နှာပြောင်တိုက်သွားတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးလက်သိရှိထားတဲ့အချိန်ပဲစစ်ကောင်စီအနေနဲ့ကတော့ကျွန်တော်နေရာအနောက်မှာဆိုတော့အခုဆိုရင်ဘုံချက်တက်ခတ်မှုတွေဆက်လှုပ်ဆောင်နေတာဖြစ်ပြည်မကလင်းငယ်တွေရှိတဲ့နေရာတော့မှမချမ်းမဲနဲ့အခုဆိုရင်ဘုံချက်တက်ခတ်မှုတွေလှုပ်ဆောင်သွားတာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ကျော်ဆိုးကနေပြတော့မှပဲမွန်ရရောက်နေတဲ့အချိန်မှာကျွန်တော်တို့ PDF တွေနဲ့ channel တော်လိုင်းတမားတွေကိုဘယ်လိုမျိုးအားချောင်းစင်ခေါ်ထားမလဲဆိုတာဆက်ပြီးတော့မှချိန်လိုက်ရအောင်နော်။ဒါကျွန်တော်တို့ online မှာတော့ဗျာကျွန်တော်တို့တွေ့နေရတာပါအကြောင်းသားအကြောင်းသူမကောင်းတဲ့ဆန်တွေတွေ့တယ်မကောင်းတဲ့ထမင်းတွေတွေ့နေတယ်ဆိုပြီးတော့တစ်ဖက်ကဝါးလာဖြန့်နေတွေ့ရတယ်။ဒီမှာဒါကျွန်တော်မြင်ရတဲ့ဒီမှာဒါအကြောင်းသားအကြောင်းသူတွေကိုတွေ့နေတဲ့ထမင်းပါ။အားလုံးအားလုံးမြင်တဲ့အတိုင်းပါပဲ။ဒီမှာဒါဒီပေါင်းပုံနဲ့တို့နေ့စဉ်ချက်ပေးတယ်ဒီမှာဆရာဆရာမတွေပြင်ကြောလိုအားပေးနေတဲ့နေ့စဉ်ချက်ကျွေးနေတာဖြစ်တယ်။ဒါကျွန်တော်ချက်ကျွေးနေတာ။ ။အမထမင်းကတော့ခင်ဗျားတို့မြင်တဲ့အတိုင်းပဲတဖက်ကဝါရဖြန့်နေအဆန်းတွေကမကောင်းဘူးပိုးထိုးတယ်ပေါ့ဗျာ။ဒီမှာကြည့်လိုက်ပါဒီမှာကျွန်တော်တို့ကောက်ကောက်ဆောက်လိုက်ရတယ်ဒီနောင်ဆောက်လိုက်ရတယ်ဒီမှာ။မာတော်ကောင်းပါလေ။ဆန်လက်တော်ကောင်းပါလေ။အဲ့တော့ကျွန်ဟင်းချတာလိုက်ပြအောင်မယ်။ကျွန်တော်ဟင်းချတာလိုက်ပြအောင်မယ်။ဒါကြောင့်ဘာပြုတ်ပြီးလို့ရှိတယ်။ဒါဒါဒါဟွာကြောက်ပြုတ်နေနေရ။ဒီမှာဒါချင်းလေးချင်း။ဒီမှာကြောင်းသားကြောင်းသူတွေကျွေးရတာချင်းပေါ့ဗျ။အရေးတောက်လဲပါတယ်။ ရှောင်းကဒါရောဒါရဲ့ညနေစာအတွက်ကြောက်ပြုတ်ဒါညနေစာအတွက်ကြောက်ပြုတ်ဟိုမှာကင်းသီးအဲ့ဒီကနေ့မနက်ကျွေးမဲ့အောင်ကျွန်တော်လိုက်ပြမယ်ငပယ်ချက်ချက်ဒါမှာငပယ်ချက်ဒီမှာတက်တဲ့ကျောင်းသားကျောင်းသူတို့ဒါနေ့စဉ်ကျွေးတာတရက်ကိုဘယ်နဲ့ဘယ်နဲ့ချင်းကျွေးတာလဲ၃ချင်းကျွေးတာတရက်ကို၃၃ချင်းကျွေးတယ်နေ့လေစာရဲ့ညနေစာမနက်ခင်းပရိသတ်ကပြီးတော့ပါတယ်ကျောင်းပါတယ်ကျောက်ပြုတ်ဒီနာဒီနာဒီမှာအားလုံးမြင်တဲ့အတိုင်းပဲတချို့ဟာတွေကကျွန်တော်တို့ဟိုဟာပေါ်တစ်ဖက်ကဒီပေါ်မှာတင်းတိမ်သွားအောင်အများပြည်သူဝေဝါးသွားအောင် အမျိုးမျိုးသွေးတို့လှုပ်ဆောင်နေတာပေါ့ဗျာဒါကျွန်တော်တို့ဒီမှာချက်နေတာဒါចောင်းသားចောင်းသူជွေးမဲ့ဟာတော့လာစားရင်လည်းစားလို့ရတယ်ကျွန်တော်ကျွန်တော်တို့လည်းစားပါမှာကျွန်တော်စားပါမှာဒီမှာဒါဒါညနေချက်မဲ့အာလူးဒီမှာအာလူးနှက်ပါအာလူးနှက်ပါအဲ့ဒါကြောင့်ကျွန်တော်တို့ဒါမြေးပြင်းမှာတကယ်ဖြစ်နေတာနိုင်ငံတော်ဆိုတော့လက်ရှိဒီကလေးတွေဆောင်မပြန့်ပြေဘူးနဲ့ပတ်သက်ပြီးတော့ဒါသွားဖို့လာဖို့တွေအကုန်လုံးအစီအစဉ်ပေးထားပါတယ်ပြီးကျွန်တော်စားဖို့တောက်ဖို့တွေ ပြီးရင်ကျွန်တော်ကျမ်းမာရေးကဏ္ဍတွေအကုန်လုံးကိုကျွန်တော်ပေါင်းဆက်ပြီးတော့ဒါစီစဉ်ပေးတာကျွန်တော်တွေ့ရပါတယ်။အတော့အားလုံးကျေးဇူးတင်ပါတယ်။ပြီးရင်ကျွန်တော်ဒီမုံရမျိုးအခြေအနေထပ်ပြီးတော့ရိုက်ပါမယ်။ဒီမှာကျော်စိုးကနေပြတမပါနော်။ အခုဆိုရင်ကျွန်တော်တို့ဒီမွေရမျိုးပေါ်မှာ grade 12ကျောင်းတော်တွေဆံပြောပဲပြန်ဖြေမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တော်လန်ရေးသမားတွေပြောထားသလိုမဖြစ်ဘဲနဲ့အခုဆိုရင်စစ်ကောင်စီနေနဲ့ပြန်လည်ပြီးတော့မှကောင်းမှုဆိုချွေးမွေးရင်းနဲ့ပေါ့နော်ဖြေဆိုခိုင်းနေတယ်ဆိုတဲ့အကြောင်းမျိုးလင်းမျိုးဆက်ပြောဆိုနေတာဖြစ်တယ်။တစ်ဖက်မှာတော့ကျွန်တော်စကိုင်းတိုင်းထဲမှာရှိတဲ့ PDF တွေကိုသူကနေပြီးတော့မှစင်ကိုပြောဆိုထားတာဖြစ်ပြီးတော့မှအများဆုံးလည်းနေချအញ្ញန်ခံချဖို့လည်းသူကနေပြီးတော့မှအချင်းချင်းပြောထားတာမို့လို့ဒီကြော်ဆိုးသကောင်ကတော့ပေါ့နော် မကြာခင်မှာတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်တွေကနေပြီးတော့မှပဲရှင်းပြမလားဆိုတော့ဆောင်းချက်မှာပဲဖြစ်ပါတယ်ဒီဘောမှာတတိုက်အနေနဲ့ကတော့ဒီဘောအနေနဲ့ဒီနောက်ွယ်နေပြီးတော့ပါခုချိန်မှာပြန်လဲပြီးတော့မှအပိထောက်ခေါမှုတွေလှုပ်ဆောင်နေတဲ့အချိန်မှာပြန်လဲပြီးတော့မှအမောက်ထောင်ပြလာတာဖြစ်ပြီးတော့မှကျွန်တော်တို့တော်လိုင်းရဲ့ဘော်တွေကတော့ခုဆိုရင်ဘင်ရဲ့ရုပ်စစ်ကောင်စီတက်ဖွဲ့တွေလည်းချိန်မုန်းနိုင်တယ်ဆိုတော့လည်းတရှိထားတာမလို့ဘလိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆောင်းချက်မှာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတဲ့အရေးချုံကပေါ်ဝင်နေပြီးတော့မှအင်္ဂလိပ်စကားတောင်မှမပြောတတ်တဲ့ပေါ့နော်မြေအောင်လိုင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စပီရမှာကြည့်လိုက်ရအောင်နော်နိုင်ငံတကာသွားတယ်နိုင်ငံတကာသွားတဲ့အခါမှာဘယ်နိုင်ငံမှာပြီပြီအင်္ဂလန်နိုင်ငံလဲအင်္ဂလန်နိုင်ငံလာတယ်ရုရှားနဲ့ရုရှားကဖိတ်တယ်ဆိုတော့သူအင်္ဂလိပ်စကားနဲ့ပြောသွားပါမယ်တရုတ်ကလာတယ်တရုတ်ကလာတယ်တရုတ်စကားရုရှားစကားနဲ့ပြောမှာပေါ့တရုတ်စကားပဲပြောသွားမှာနောက်မှသူစကားပြန်ပြန်ဒီတိုင်းမှာအခြားအခြားနိုင်ငံကလူတွေသူ့နိုင်ငံသူ့ဘာသာစကားကိုပြောသွားမှာပဲသူတို့တက်လည်းပြောမှာမဟုတ်ဘူးလေ ဒီတိုင်းမှာကာတူကြီးကလည်းဒီမြန်မာနိုင်ငံသွားတယ်ဗျာမြန်မာစကားပြောမြန်မာစကားပေါ်ကထားမြန်မာဆိုစကားတွေတိုင်းနာစကားတွေအများကြီးပဲမြန်မာစကားပြောပါတယ်ဗျာအဲ့တော့သူစကားပြန်နဲ့ဗာနဲ့သူတို့ရှိပြီးသားလေဗျာအဲ့တော့သူတို့တွေဟိုဘက်ကအင်္ဂလိပ်လိုမပြောလို့ဘာမှပြောလို့အင်္ဂလိပ်လိုပြောလို့ရေကလို့ရနိုင်ငံလက်ခံပါလားဘာလို့မလက်ခံရမှာနော်ကိုကျွမ်းကိုရကိုရစကားမျိုးချစ်စိတ်အပြည့်နဲ့ကိုစကားပြောတော့သူစကားပြန်ရှိခေါ်စကားပြန်လက်ခံထားတာမှမဟုတ်တာ အာအမေကအင်္ဂလိပ်စာဗနေဘုတ်တဲ့အမေကဘာသာစကားဗနေဘုတ်တဲ့အမေကနိုင်ငံနိုင်ငံကြမှာနေကြလို့ဘီအေဘွဲရတာဘာသန်းလို့လို့ပေါင်းစားလို့ကြည့် MA ဒီဒေါက်တာတွေရလာတဲ့ဘာသန်းလည်းဘီအေဘွဲရတာငါပေါ်တော့အရှိသိခါလုံးဝမရှိတော့ဘဲနဲ့ကျွန်တော်အမေစုရဲ့ဒီဘွေရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှလည်းပေါ့နော်။သူကလည်းပြီးတော့မှရှုပ်ချနေတာကိုကျွန်တော်တွေ့တာဖြစ်တယ်။မြောက်လိုင်းတွေကတော့ခွေရကြီးလန်းနေထားသလိုအခုဆိုရင်ဘယ်နေရာရောက်ရောက်မြန်မာစကားပဲပြောဆိုသွားတာဖြစ်ပြီးတော့မှနောက်တော့မှဂုံပြီးတော့မှ ပြောဆိုနေကြတဲ့ဒီလိုမျိုးအောက်တန်းစားဘောမရက်ွက်တွေကတော့ခုချိန်ထိရှိနေသေးတာပဲဖြစ်ပါတယ်။မြောက်လိုင်းအနေနဲ့ဒီလိုမျိုးကျွန်တော်တို့ပြပတွေရောက်နေတဲ့အချိန်မှာအခုညီတောင်းပြတော့မှလွတ်ဆောင်နေတဲ့အချိန်မှာပဲတစ်ဖက်မှာတော့ဒီကောင်တွေရဲ့ပေါ့နော်စစ်စခန်းတစ်ခုပြီးတစ်ခုကျဆုံးနေတာကိုကျွန်တော်အားလုံးလည်းသိရှိထားတာမလို့သူရဲ့နောက်ဆုံးနေရဲ့နေဝင်ကြတော့ကျွန်တော်မကြခင်မှာတော့ရောက်ရှိလာရတော့မယ်ဆိုတာတော့ခုဆိုရင်ချိန်ဒီပေါက်ပြောလို့ရနေပြီပဲဖြစ်ပါတယ်။ ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့အဘသမီးရနေပြီးတော့မှဒီဒီပိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့မှပဲဘယ်လိုမျိုးတွေအားချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်အဲကလေးတွေပေါ့ငါတို့ကလေးတွေဘုံချဲခံရပြီပေါ့မင်းတို့မတင်ပဲမတင်မဖြစ်တင်ခိုင်းပြီးတော့အခုကျတော့ဘုံချဲခံရပြီလို့ပါလို့အော်ဒုက္ခပဲပြည်သူလူထုကလည်းလေကျွန်မပြောသလိုပဲတရင်တစ်ပုတ်ကိုကြည်တယ်ဖတ်တယ်အဲတရင်တစ်ပုတ်ကိုဟိုဒီလိုမျိုး live လွှင့်တာနားထောင်နေဆိုရင်လေနှလုံးသားနဲ့မနားထောင်ဘူးနဲ့အုံနောက်နေပါနားထောင်ပါ အဲ့ဒါဆိုအမှန်မြင်နိုင်တယ်ကိုအိုနှလုံးသားရင်လည်းနားထောင်တဲ့ခါကျကိုကြိုက်တဲ့လူကိုကြိုက်တဲ့ပါတီတို့အဖွဲ့အစည်းတို့ကိုကြိုက်တဲ့ဟာကိုထိတဲ့ခါကျတော့သူတို့မခံနိုင်ဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့မှာအခုသတင်းထုတ်ပြန်တာအမှားကြီးပေါ့နော်သတင်းအမှားကြီးထုတ်ပြန်နေပါလေဆိုတော့ဒီပန်းရင်မာတဲ့အဲ့ကလေးတွေကိုပေါ့နော်ဘုံချဲတဲ့ပေါ့စစ်ကောင်စီကဘုံချဲတယ်ဆိုပြီးလွှင့်လာအဲ့ဒါကိုကိုချဲကြတာဟေးလွှင့်ကြထုံးစံတိုင်းပေါ့ဗျာအဲ့တော့ဒီဘက်ကမီဒီယာကလည်းပြန်ကြားရေးကအရှိမတထုံးစံတိုင်း အသက်ပေးပြီးတိုက်နေပေးမယ်အနောက်ကသတင်းထုတ်လို့ရရနည်းနည်းလေးနောက်ကျတဲ့ခါကျတော့မသိဘူးပြန်ကြမဲ့သူမရှိဘူးပေါ့နော်အဲ့ဒါသတင်းအမှားကြီးပါရှင်မန္တလေးတိုင်းမှာမန္တလေးတိုင်းကကလေးတွေကိုပဲပြန်ဖြေပါလေဘယ်နဲ့ဒီဘင်းကြီးကဒီဘင်းကြီးကရင်တော့အောင်ចောင်းဝတ်ရှိလို့လားចောင်းတက်ခွင့်ပေးလို့လားចောင်းတက်ခွင့်ပေးထားလို့လားចောင်းသားတွေဘုံချဲ့တယ်လို့ပြောအောင်မင်းတို့တွေចောင်းတက်ခွင့်ပေးခဲ့လို့လားကလေးတွေကိုဘာလာပြောနေရလဲမသိဘာလာရေးနေရလဲမသိဘူးပြီးအရေးသားတော့တော်တော်ကောင်းနေပထမတော့ကျမတော့ဖတ်လိုက်ပြီးတော့ခါကြတော့လေအဲဟဲလို့ ဘယ်ကကလေးတွေဘုံချရလဲမသိဘူးတော့ဆိုအဲ့လိုတော့ထင်သွားတယ်ဘယ်အောင်မဲပြီးတော့မှအဲ့လိုမျိုးအဲ့လိုကြီးတဲ့ဒီကောင်တွေကတော့ကျတို့ပါနော်ပြောရမယ့်စကလုံးတော့မရှိတော့ဘဲနဲ့အခုလိုမျိုးညော်လမင်းစွားတွေပြောပြတော့မှကျတို့ကလေးရဲ့သူငယ်တွေကတကယ်တမ်းမသေးတင်ပဲနဲ့ဒီလိုမျိုးစက်တိုက်ထားတဲ့ဆိုတဲ့ပုံစံမျိုးတွေထိ ပြောဆိုမှုတွေရှိနေတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေကလည်းမစစ်ကောင်ဆီလိုရဲနဲ့ပတ်သက်ပြီးတော့မှပြန်လည်ပေးဆက်ရမယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိနေတာမို့လို့ကျွန်တော်တို့ဒီရေခင်းနဲ့ပတ်သက်ပြီးတော့မှလည်းမကြခင်မှာဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့စောင့်ကြပါပဲဖြစ်ပါတယ်။ဒီဘက်ပြည်သူတွေဘက်ကလည်းပြီးတော့မှလည်းကိုယ့်ရဲ့စိတ်ဆန္ဒအမြင်လေးတွေကိုလည်းခြိုက်ပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်။စရချောင်းနောက်ဆုံးဗီဒီယိုတဘောအနေနဲ့တရုတ်ဘုံချုံဖြစ်ချင်နေကြတဲ့ပေါ့နော်တိတိခိုင်ပါဝင်ကြတဲ့နိုင်ငံရေးပါတီဝင်တချို့တွေကိုကျွန်တော်တို့တော်လံပြတဲ့သာသူဖြစ်တဲ့ မတတဲကနေပြမဘယ်လိုမျိုးတွေပြထားရမလဲဆိုတာကျွန်တော်စပြမချစ်လိုက်ရအောင်နော်ပြောနေတာကပါဇက်ကိုရားနေတာပဲဟုတ်လားအဲ့တော့ဒေါ်သက်ခိုင်ဆိုတဲ့အမျိုးသမီးကတစ်ချိန်တော့ NLD NLD ပါဆိုပြီးတော့ဟုတ်လားလောက်ခဲ့ပြီးလို့မှနော်သူသူ့ရဲ့အကျိုးစီးပွားအတွက် NLD ကဘာမှအလုံးမဖြစ်ဘူးဘာမှလိုက်ဘူးဆိုတာကိုသိတဲ့အခါကျတော့နော်ဘောပြန်မှသွားတဲ့မိမကြီးပေါ့နော်စပြီးတော့တော်လန်ရေးတဲ့ကိုဝင်လာတဲ့ကတတိမမှန်တဲ့မိမကြီးပေါ့အဲ့ဒီမိမကြီးပါဇက်ကအခုရက်ထဲမှာထွက်လာတဲ့စကားဆိုလို့ရှိရင်ဒါတရုတ်ကိုလင်းတော်အမှောက်ကိုတိတ်ပြီးတော့အားရနေတယ်လို့ပဲတိတ်ပြီးတော့တရုတ်ကိုကျွန်လောက်အမှောက်အားရနေလို့ပဲ အဲ့ဒီဒေါ်သက်သက်ခိုင်ဆိုတဲ့လူမျိုးတွေเนาะခရိုနီတွေကအဲ့ဒီစစ်ကောင်စီကိုပေါင်းပြီးအထက်ဘာအောက်ဖြစ်ပုံစံမျိုးနဲ့သူတို့ကြီးဝါတိုးတက်ခဲ့တာသူတို့ချမ်းသာခဲ့တာပဲเนาะအဲ့ဒီနီးနဲ့ပဲချမ်းသာခဲ့တော့သူတို့ဘောမှားမယ်လို့ဘယ်သူဆိုတာကိုကောင်းကောင်းသိတယ်အဲ့တော့သူတို့ပါဇက်ကထွက်တဲ့စကားခွေးဖင်ကနတ်စကားထွက်တဲ့စကားကိုเนาะနည်းနည်းနားထောင်ကြည့်လိုက်ပါဦးဟုတ်လားဘာပြောသွားလဲရွေးကောက်ပွဲဟာเนาะဟိုစစ်တမတွဲလို့လက်နက်ကင်အားလုံးလက်နက်ကြကြလက်နက်ချကြပါเนาะဒီမိုကရေစီကိုလိုချင်ရင်ရွေးကောက်ပွဲဖြစ်မှရွေးကောက်ပွဲလက်ခံမှရမှာပါနောက်ပြီးတော့တစ်ထောင်ဒီ စစ်တပ်ဟာ2008အချိန်ကဥပဒေအတိုင်းဒီရုပ်ောက်ပွဲကိုတွားမှဖြစ်တဲ့အတွက်ယုံကြည်ပါလေလဲသိလိုက်တယ်နော်လဲသိလိုက်ဖိနှိမ့်လိုက်နော်မြန်မာပြည်မှာဖိခံလို့အာမရလို့ရှိရင်တရုတ်ပြည်မှာသွားပြီးဖိခံလိုက်နင်းလို့လို့နင်းလို့ကောင်းမမျိုးနင်းလို့နင်းတို့လို့မိမမျိုးတွေပါဇက်ကထွက်တဲ့စကားပြည်သူကလေချီရွနဲ့ကလောက်လောက်တော့မတမ်းမမထားသဘောပေါက်လားစောက်ယူထားပြီးပြောနေတယ်လို့ပဲဟင်ဘာငါတို့ကယုံကြည်ရမှာလဲပြည်သူကိုတက်ချင်တယ်လို့တက်2008အချိန်ကဥပဒေဆိုတာနင်းတို့ခွေကြားထဲမှာထည့်လိုက်ချီတော့လိုက်တော့ နော်နင်တို့ကျွန်တော်ချစ်အခြေခံဥပဒေအရအာနာတိတ်လိုက်တယ်ကပြက်ပြီနော်နင်တို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့အခြေခံဥပဒေတွေကစီမင်းစည်းကမ်းတွေနင်တို့ကိုယ်တိုင်ချိုးဖောက်ခဲ့တာနင်တို့ကိုယ်တိုင်ပြည်သူကိုလက်နက်ကင်ပြီးမတိုက်ဖြတ်ရပါဘူးပြည်သူကိုဟာလာအပြစ်မရှိဘဲနဲ့ဟိုမနှိမ်နေရပါဘူးဆိုလေနင်တို့ကိုယ်တိုင်ရေးဆွဲထားတဲ့နော်နင်တို့ရဲ့စည်းကမ်းတွေစီမင်းတွေဒါနင်တို့ပဲဖောက်ဖြတ်နေတာဖြစ်တဲ့အတွက်အခြေခံဥပဒေဆိုတဲ့စကားကိုစောက်တလုံးမှမလာမပြောနဲ့နော်စောက်တလုံးမှမလာမပြောနဲ့ဂျုံခံတင်နင်တို့ကနင်တို့သွားပြီးဂျုံခံနင်တို့တမိသားစုလုံးနော်နင်တို့ရဲ့ဟိုတမိတမျိုးလုံးတစ်ဆွေလုံးနင်တို့ရဲ့စီးပွားတွေအကုန်လုံးမပြီးတော့အဲ့တရုတ်ပြည်မှာဖင်သွားခံရင်ခံဂျုံသွားခံရင်ခံငါတို့စောက်ကင်းမှုဆိုင်ဘူးစောက်အုံနောက်မှာမရှိဘူးနော်အဲ့တော့ခါစကားတွေလာပြောမ ေတယ်နော်ဘာလဲတော်လည်းလက်နက်ကင်တွေရပဲဟာဒီမိုကရေစီကိုလိုချင်ဒီစကားနင်တို့စစ်တပ်ကဟာဒီမိုကရေစီဆိုတဲ့နော်အတောင်ကြားတာနဲ့တို့တီကောင်စားပတ်တို့ထွန်းထွန်းလို့ကြောက်နေတာဘာအတွက်လက်နက်ချပြီးလက်နက်ကင်ဇာမတို့ကစောက်ကြောင်းချရမှာလဲနော်အဲ့လိုမျိုးတွေနင်တို့ပြောနေတာကစောက်ရှက်မရှိတာနင်တို့စောက်ဖွက်ကြီးတွေနဲ့တတ်တတ်လာလို့မပြောနဲ့ရံရောအားကြီးလို့နော်ဒါတော့ကျွန်တော်တို့မှတဲတဲကနေပြတော့မှစစ်တပ်ကလွဲလို့ကြံတဲ့ဒီတိုင်းတားလင်းကိုင်းတပ်ဖွဲ့ဝင်တွေနဲ့ တော်လိုက်ရဲ့တဖို့ဝင်အားလုံးကနေပြတော့မှလည်းနေချအညံ့ခံရမယ်ဆိုပြမပြောဆိုလိုက်တဲ့ပုံမှာပေါက်ကွဲပြတော့မှနော်အချက်လက်ချက်ချက်နဲ့ပြန်ပြတော့ပြောဆိုထားတာဖြစ်တယ်ဒီကောင်တွေတော့တရားအောက်ကနေအခုဆက်မကြေခွဲနေတာပြမသူတို့ဆုံဆုံထားတဲ့နေမီဒေတာတွေကိုလည်းပြန်လည်ရရှိဖို့စူးစမ်းနေတာကိုလည်းကျွန်တော်အားလုံးသိရှိထားတာပဲဖြစ်ပါတယ်ဒီချိန်မှာမှဒီမြောက်လိုင်းချိန်ပတ်ဖို့ရည်ရနေတဲ့ရွေးကောက်ပွဲမှာလည်း ်ခွေးတို့ပိုးကနေဝင်ပြီးတော့မှပါနေရတနေရစာရွက်ဖို့စ조사နေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးခရိုနီအတိုင်းဝိုင်းနဲ့ကျွန်တော်ဒီခွေးခွဲစားပါနော်အောက်တန်းစားနိုင်ငံရေးပါတီတချို့လည်းကျွန်တော်ဘက်ကနေပြီးတော့မှဖြစ်သိမ်းဖို့စ조사ရမယ်ဆိုပြီးတော့မှပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ဗီဒီယိုတရားလုံးနဲ့ကျွန်တော်တော်လိုင်းရေးရဲဘော်တွေရဲ့ အောင်မြင်မှုတွေအရဆိုတော့အခုဆိုရင်တစားတဲ့တစားပို့ပြီးတော့မှကျပြန့်လာတာဖြစ်တယ်လို့အားလုံးမြန်မှန်းထားတဲ့အတိုင်းဂျင်းနေထဲမှာပဲစစ်ကောင်စီကိုဖျော်ချနိုင်တော့မယ်အရေးအယောင်တွေလည်းတွေ့ရှိနေတာမို့လို့အားလုံးဝင်ဝင်အားတင်းထားကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းသာညချမ်းလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။